အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ2025ခုနှစ်ကြိမ်မှာတော့ကျွန်တော်မိတ်ဆွေများနဲ့ကျွန်တော်နည်းနည်းလေးကံကောင်းသွားပြီပေါ့နော်ဒီလိုပဲပြောမှာပါကျွန်တော်အများအပြားပြောနေကြစကလုံးတစ်လုံးရှိပါတယ်ချက်ပေါ့ဖို့အတွက်ဆုံးချက်ချက်နဲ့ခံယူချက်ကပုံပြီးအရေးကြီးတယ်လို့အများအပြားပြောတယ် ဆုံးဖြတ်ချက်ခံယူချက်ဆိုတာစိုက်မမတ်ယုံကြည်မှုကိုလက်ဆုပ်လက်ကင်ထားဖို့အမှန်အရေးကြီးပါအဲ့လိုပဲဒီနေ့ထပ်သွားတဲ့နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကကျွန်တော်တို့တော်တဲ့ဆရာကြီးအများကြီးရှိပါတယ်အတိုင်းပေါ်မှာเนาะဆရာမျိုးစုံတွေဒီကဏ္ဍကိုတုံးနေကြတာပါပဲဒီကဏ္ဍကိုထွက်မယ်လို့ယုံကြည်စွာနဲ့ဆရာမျိုးစုံတွေတုံးနေကြကျွန်တော်တို့ခမရတို့ကနည်းနည်းလေးဘူကံကောင်းသွားတော့เนาะဘာဖြစ်လို့လဲဆိုတော့ စနစ်ကိုရွေးချယ်မှုမှန်ခဲ့တယ်ဆုံးဖြတ်ချက်မှန်ခဲ့တယ်ဒီကနန်းကို2025ခုနှစ်ကြီးမှာထိုးကိုထိုးရမယ်ဆိုတဲ့ဒီဆုံးဖြတ်ချက်မျိုးကျွန်တော်တို့အတွေ့အထိမှာရောက်လာခဲ့တယ်ဟောဒါလေးရနည်းနည်းလေးပူကန်ကောင်းတော့ပါအဲ့ဒီအတွက်ကျွန်တော်တို့အတိပွင့်နေခံစားခဲ့ရပေါ့နော်တော်တော်များများဒီလိုချိန်ကာလကာရမှာပေါ့နော်ကျွန်တော်ကိုယ်တိုင်ငလင်ဘေးသဘောဝဘေးရန်တွေမျိုးစုံရှိတဲ့အတွက် ဒီဘက်မှာအားထက်ပြီးတော့ public မိတ်ဆွေများအားလုံးကိုလည်းပဲဒီကဏ္ဍကိုပြတဲ့အချိန်မှာပါခဲ့တယ်ရေးချယ်မှုကံတရားတွေအခုဒီကျွန်တော်တို့မကောင်းလေးပါကျွန်တော်အမှန်တိုင်းပြောပါမယ်ကျွန်တော်ရဲ့ member အတွက်ဒီနှစ်နှစ်ခွန်ပတ်လည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကျယ်ဆုံးရေးချယ်ပြတဲ့နေရာအတိုင်းဒီ272ဆိုပြီးတော့ကျွန်တော်ရေးပြထားတာနှစ်ခွန်နဲ့လို့ကျွန်တော်ရေးပြလိုက်ပါတယ်အဲ့လိုပဲ public message များတက်ဆိုလို့ရှိရင်ကျွန်တော်722ဆိုရေးပြလိုက်ပါတယ်ဒါကန်ဆန့်ပြလိုက်တော့ပါ ဘယ်ဖွဲ့မှကံမကောင်းပါဘာဖြစ်လို့ဆိုကျွန်တော်မရွေးချယ်တဲ့တူတူ7ဆိုတဲ့နေရာထံကလာပြီးတက်သွားတာပေါ့နော်သို့တော့ကျွန်တော်တို့ဒီဒီကနန်းကအာထုရမယ်ကနန်းအုပ်စုတွေမှာပါတယ်အာထုပါဆိုရဲသကလုံးကိုကျွန်တော်တတိကျကျအမှတ်ရလူတူတူရှင်းပြပေးလိုက်ပါတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့နည်းနည်းလေးကံပြီးကောင်းတယ်လို့ယူဆလို့ရပါတယ်နော်တကယ်တကယ်အထူးကံကောင်းတာမဟုတ်သေးပါဘူးဘာဖြစ်လို့လဲခုနကကျွန်တော်ရှင်းပြပြီးပြီနည်းနည်းကွန်ပက်လေးမှာအတိုင်းတော့ပဲရှိတယ် ကျွန်တော် member တွေကိုရေးပြလိုက်တော့က2.2ဆိုတဲ့အတိုင်းကိုရေးပြတာ public message များအတွက်ကြာကျွန်တော်722ဆိုတဲ့9နှစ်နှစ်အတိုင်းကိုရေးပြလိုက်တော့ကျွန်တော်မရေးကြတဲ့နောက်ဆုံးကြံတဲ့တကွက်က2.9ဆိုတဲ့အတိုင်းနဲ့လာပြီးဖြတ်တာเนาะကျွန်တော်တို့တော့အားထုတ်ရတဲ့နည်းနည်းလေးကံကောင်းပါလေဒီနေ့ကျွန်တော်ဖုန်းဆက်ပြီးတော့ပြောရမိတ်ဆွေရှိတယ်ဘိုင်ဘာနဲ့ကျွန်တော်ပြောရမိတ်ဆွေရှိတယ်အားလုံးအားလုံးပဲ နည်းစီပစ္စည်းများစီပစ္စည်းမိမိတို့နဲ့ထိုက်တန်တော့လောက်မိမိတို့ကံတရားကပြည့်တဲ့အခွင့်အရေးတော့တော်တော်များများရတာကိုကြားမြင်ရတဲ့အတွက်သူပဲကျွန်တော်တကယ်ကိုဝမ်းမြောက်ပြီပါနော်ဒီလိုကာလမျိုးဒီလိုချင်းမျိုးမှာနတ်တစီပဲဖြစ်ပါစေစီမဖြစ်နိုင်ဘူးဆိုရင်တော့နတ်တစီပဲဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်လည်းတင်ပြီးကြတာပေါ့နော်ဝမ်းသာပီတိဖြစ်မိပါတယ်တကယ်ကိုကျေးဇူးလဲအားပေးတဲ့ပြည့်တဲ့အားလုံးကို ကျေးဇူးဆက်ကွန့်ဆိုတဲ့စကားလုံးကိုသုံးကျင်တာမဟုတ်ပါဘူးနော်။ခိုက်တဲ့ဟောကျွန်တော်တို့ကန်နေနေလေးပိုကောင်းကြပါလေကျွန်တော်တို့တော်တဲ့တက်တဲ့ဆရာကြီးအများကြီးပါလိုက်ပါမှာနော်ဒီနှစ်ခုနှစ်ပတ်လည်ကိုလူတိုင်းဆရာတိုင်းကစိတ်ဝင်စားလိုက်နေတဲ့လူကြီးအများကြီးပါမှာအဲ့ဒီတည်းမှာကျွန်တော်တို့နည်းနည်းလေးပဲပိုကံကောင်းတော့ဘာဖြစ်လို့လဲဒီချိန်မှဒီယူဒီကန်ထိုးကိုထိုးရမယ်ဆိုရယ်စုံပြက်ချက်စနစ်တွေဒီကျွန်တော်တို့တွေ့ကြရတာပေါ့နော်အဲ့ဒီတော့နည်းနည်းလေးပိုကံကောင်းတယ်နော်သို့တော့အဆုံးစွန်ဒီကံမကောင်းပါဘူး ကျွန်တော်ကံရောက်ကိုခွဲခြားစိတ်ပြပြီးတော့ကျွန်တော်ရဲ့ member မှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခုနှစ်လို့ယူပြီးတာ public message များတို့ခုနှစ်နှစ်လို့ယူပြီးတာကျွန်တော်အကျိုက်ဆုံးနှစ်ခွက်ကိုခွဲခြားပြီးအဲ့လိုယူပြီးတာကျွန်တော်မကြိုက်ပါဘူးဆိုတဲ့အတိုင်းနှစ်နှစ်ခွန်ဆိုတဲ့အတိုင်းနဲ့ဖက်တာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးကံကောင်းခဲ့ပါတယ်နည်းနည်းလေးကံကောင်းခဲ့ပါချူချမှုဖြစ်စဉ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကဏ္ဍကဆရာမျိုးစုံနိုင်နေတဲ့ကဏ္ဍဖြစ်ပါလိမ့်မယ်တို့တော်တို့တော်ဒီခုနှစ်ကြိမ်မှခုနှစ်ကြိမ်ဒီကဏ္ဍကိုထိုးရမယ်ဆိုတဲ့ စနစ်ဒီသုံးဖြတ်ချက်တွေကကျွန်တော်တို့ဖះကပြလိုက်တဲ့ဆုလက်ပါเนาะကျွန်တော်တို့ဒီချိန်မှာမြင်ရတယ်တွေ့ရတယ်ပေါ့เนาะဒီချိန်ထုတ်ထိုးရမယ်ဆိုတော့အဲ့အတွေ့အမြင်ကိုဖះကပြလိုက်တဲ့ဆုလက်ပါပဲเนาะအဲ့တွင်ကျွန်တော်နည်းနည်းလေးကူကံကောင်းခဲ့ပါတယ်เนาะအဲ့တော့ပြောချင်တဲ့အချိန်မှာတော့ကျွန်တော်တင်ပြခဲ့တဲ့မွေးကလန်း2ကွက်2025မှာခွန်ရှင်းနှစ်အားနဲ့ခွန်ခွန်တော့အားကိုဆက်ပြီးတော့မွေးထုတ်ကြဖို့ မွေးထုတ်ကြပါဘာနော်မွေးထုတ်ကြပါလို့ပဲတိုက်တွန်းလို့ပါတယ်ဒါစိတ်ဝင်စားမှာပဲသုံးစိတ်ဝင်စားရင်မသုံးနဲ့မွေးပြီးတော့ဆက်ပြီးထိုးတည်ချင်ပါလေပေါ့နော်အဲ့လိုပဲအခုချိန်ခုနှစ်ချိန်မှာကျွန်တော်တို့ဖျားပြီးတဲ့လက်ဆောင်ဖြစ်လူတိုင်းကဒီကနေ့ကိုကြိုက်တာတော့မှန်တယ်ဒီအချိန်ကိုထိုးရမယ်ဒီအချိန်ကိုသုံးရမယ်ဆိုရင်ဆုံးဖြတ်ချက်တည်းဒီဖျားပြီးတဲ့လက်ဆောင်အနေရရတာပေါ့နော်အဲ့တော့အဲ့လိုစနစ်ဒီအောင်မြင်ခဲ့တဲ့လျှော်ညီစွာ၈ချိန်မှာတော့ဒီတဲ့ပို့ပြီးတော့ ဒါမဲ့စစ်ချိန်မှာဆိုလို့ရှိရင်ပြီးတဲ့ပို့ပြီးတော့ကျွန်တော်စမ်းသပ်ချက်တွေပို့ပြီးပြတ်သားလာဖို့ပို့ပြီးတော့ပြက်ပြက်သားသားစမ်းသပ်ရတဲ့နန်းစဉ်တွေရှိပါတယ်ပေါ့နော်စစ်ချိန်ဒီခုနှစ်ချိန်ကလိုပဲခုခုနှစ်ချိန်ကတော့ပဲစစ်ချိန်မှာလည်းပဲအဲ့လိုမျိုးအတွေ့ကိုအဲ့လိုအယူဆနဲ့ကစားပေါက်တွေရှိပါတယ်အဲ့ဒါအားလုံးဆိုကျွန်တော်မိတ်ဆွေများဆိုလည်းကျွန်တော်ပြေးနိုင်တဲ့မြတ်က ကျွန်ဆက်လက်ပြီးတင်ပြပြီးတော့ပါအောင်မယ်အဲ့လိုပဲကျွန်တော်ဒီတစ်ဖက်က member ခေါ်ရဲဆရာဖြစ်တဲ့အတွက် member တွေအတွက်ချမ်းသာဆုံးလေကျွန်တော်ခြံအောင်မှာဖြစ်ပါတယ်ဒါလေးကိုလေးစားပြုခြင်းဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပါကျွန်တော်ဒီနေ့ပီတိမြေကြီးတော်ကြောက်မှုပါတယ်ကျွန်တော်တို့နိုင်ငံမှာသဘောဝဘေးအန္တရာယ်တော့ခက်ဆူးဆူးကျုံရတဲ့အချိန်ခါမှာကျွန်တော်ရဲ့တင်ပြဆွေးနွေးမှုကိုကြည့်ရှုရလို့ပြည်သက်ဒီနှစ်သိန်းဝန်းကျင်ရှိခဲ့တယ်ပေါ့နော်အဲ့နှစ်သိန်းဝန်းကျင်ထဲမှာဘာပဲဖြစ်နှစ်ပေါင်းတော့လူကြီးပြီး ပေါက်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ပြည်တိပါပဲပေါ့နော်။ပြောချင်တဲ့အိဗယ်ကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာမွေးကနက်ဖြစ်တင်ပြီးခဲ့တဲ့ခွန်ရှင်းနှစ်အာနဲ့ခွန်ခွန်တုံးအာကိုဆက်ပြီးတော့မွေးထုတ်ကြပါလို့လေးလေးဆက်ဆက်ပဲတိုက်တွန်းလိုပါတယ်။ကံပြီးမှပဲရတာပါ။ကံလည်းအမြဲတမ်းမကောင်းနိုင်ဘူး။အမြဲတမ်းလည်းမဆွနိုင်ဘူး။နေရာလည်းအမြဲတမ်းမရှိဘူး။လာလည်းအမြဲတမ်းမရှိဘူး။ဟုတ်ပြီနော်။ နေ့ဘက်မှာနေသားရင်ညဘက်မှာလာထွက်တယ်ဆိုရင်ရှိပါတယ်။ကံလည်းအများနဲ့ကောင်းနိုင်တာတော့မဟုတ်ဘူး။သို့တော့ဒီလိုမျိုးကံကောင်းကံကလှည့်ပေးတဲ့ဒီနေ့ဘုရားကကျွန်တော်တို့ကိုလက်ဆောင်ပေးလိုက်တဲ့ဒီနေ့မှာဒီလိုမျိုးပေါ်ရမယ်။စနစ်မျိုးတွေဒီအောင်တတ်ပါလေပေါ့နော်။အဲ့ဒီတက်ဆက်ပြီးမွေးပြပါခွန်ရှင်းနှစ်အာနဲ့ခွန်ခွန်သုံးအာကိုဒါလေးကိုအထူးတည်းလေးလေးစားစားမြစ်တရရက်ခံပါလေပေါ့နော်။ဒါလေးကိုပြောပြခြင်းနဲ့ဒီဘာဘာနောက်တစ်ခုဘာပဲဖြစ်ဖြစ် ကျွန်တော်ဘုံမှာယုံကြည်မှုများစွာဖြင့်စေနာရှိတာပြီးတော့လေးလေးစားစားတူဝစေနာတူဝမြစ်တာเนาะအဲ့လိုတုံ့ပြန်ပြီးတော့ဘိုင်ဘာဘာတော့မက်ဆန်ဂျာကတော့ကျွန်တော်တို့တော့ဘလောက်ဖိုးရလိုက်ပါလေကျွန်မတို့တော့ဘလောက်ဖိုးရလိုက်ပါလေကျွန်တော်ကတော့တွေ့နေပဲကျင်းနေလဲတယ်ကျွန်တော်ကတော့ဘယ်လိုစကားမိမိရဲ့ကံတရားတွေပါเนาะမိမိရဲ့ကံတရားတွေပါကျွန်တော်ကတော့ဘာလို့ပြောမစိုး ဝမ်းသာပီတိဖြစ်မိပါတယ်ဘာလို့ဒီစကားလုံးတွေအများအားပြန်နေကြစကားပါနော်အဲတကယ်ကိုပီတိဖြစ်ရပါဘို့ဒီနေ့အတွက်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေထုံးစံတဲ့နောက်တစ်ထပ်ကိုကူးရမှာပေါ့နော်ဒီနေ့ဒီနှစ်တနေ့နောက်ဆုံးနေ့ပေါ့အဲ့တော့ဒီနှစ်နောက်ဆုံးနေ့နှစ်တနေ့ရဲ့နောက်ဆုံးနေ့မှာကျွန်တော်တို့ကံကောင်းကဲရသလိုလာမယ်မနေ့ကစပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေထုံးစံအစဉ်လာနှစ်တစ်ကူးပါပြီပေါ့နော် အဲ့ရမယ်ရမယ်နှစ်ဒီနေ့မှာကိုစက်ပြီးတော့ကံကောင်းပေးရသေးဆိုတော့ကျွန်တော်လည်းဆုတောင်းပေးပါတယ်မိတ်ဆွေများအားလုံးကိုလည်းအခုချိန်မှာအခုလိုမျိုးကျွန်တော်ရဲ့တွေးကောပုံဆက်ဆက်ပုံကိုတင်ပြဆွေးနွေးခဲ့တယ်အချိန်ကအားလို့ဆိုတော့ကျွန်တော်လည်းကလိုင်းအချိန်ကြီးကောင်းကောင်းလေးလေးဆက်လုပ်ပြီးဆွေးနွေးတင်ပြပေးတော့ပါဦးမယ်ကျွန်တော်ပြောပြသားပါလောင်ကစားဆိုမလို့ရင်အကောင်းဆုံးမှာလောင်ကစားကိုလွှတ်ရင်တော့မိမိဝန်ကိုကြောက်ရင်လည်းနှက်တောင်းလို့ပါလို့ကျွန်တော်အများကြီးပြောတဲ့အဲ့လိုပဲကံလို့အများကြီးမကောင်းနိုင်ပါဘူး အဲ့လိုပဲကံလည်းအများနဲ့မဆိုးနိုင်ပါဘူးပေါ့နော်အဲ့ဒီအတွက်ကိုယ်နဲ့ကိုယ်စဉ်းစားကြည့်ကြည့်ပြီးမှဘာမှမဆိုးအတိတ်တိတ်ကပ်ပြီးတော့လုံးလုံးပြီးကြပါအဓိကကျွန်တော် live ကြွလိုက်တဲ့ဒီချက်ကတယောက်ချင်းစီတိုင်းကို reply ကျွန်တော်ပြန်ပြီးတော့ comment နေ Viber ကိုကျွန်တော်ပြန်ပြီးတော့တယောက်ချင်းစီတိုင်းကို reply မလုပ်နိုင်တဲ့အတွက် live လေးပြုတ်ပြီးတော့ကျွန်တော်ဘက်ကလည်း message များပေါ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့သကလုံးလေးကိုပြောကျင်တဲ့စိတ်ကူးနဲ့လိုက်ပြန်ပြီးပြီးပြောပြလိုက်တာပါเนาะအဲ့တော့စက်တင်ဘာပဲပြီးခဲ့တဲ့ပတ်စဉ်တွေကျွန်တော်တင်ပြခဲ့တဲ့ခွန်ရှင်းနှစ်အားနဲ့ခွန်ခွန်သုံးအားကိုဝိစီတို့စိတ်ဝင်စားရဲ့ဆက်ပြီးတော့မွေးထုတ်ကြပါ